ီတခါတော့ခန်ကျော်ကဟိုထူးခြားတဲ့ပေါ့နော်တဲ့တင်းတစ်ခုပြောပြပေးမယ်ဟိုဘန်ကောက်ယရနာဒီကြောက်မြရနာပြပွဲအားလုံးသိမှာပါအဲ့ဒီပြပွဲမှာဆိုနမည်ကြီးရဲ့ဟိုစိတ်ဝင့်ခိုးတဲ့အမှုဖြစ်သွားတယ်လေအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့လိုဖြစ်ပွားပြီးရဲ့နောက်ပိုင်းမှာအဲ့ဒီကြောက်မြရနာပြပွဲကလည်းလာကြည့်တဲ့သူတော့အလောက်မရှိတော့ဘဲနဲ့ခြောက်ကတ်သွားတယ်တဲ့အဓိကလူတွေလည်းအထိတ်တန့်ဖြစ်သွားတာဖြစ်မယ်နော်အဲ့တော့သူက56ကျင်းမြောက်ကျင်းပါတဲ့ဒီကြောက်မြရနာပြပွဲပေါ့နော်တရုတ်လူမျိုးစုံတွေတတဲ့ကခိုးခိုးယူသွားတာအဲ့တော့သူကဘယ်မှာပြရလဲဆိုတော့မောင်းထောင်းဌာနီဝင်းကြီးထဲမှာအဲ့အဆောက်အအုံမှာဆိုရှင်ပြ ခဲ့တာပေါ့နော်အဲ့ဒီပြပွဲမှာပြသထားတဲ့ time bank ငွေ10တန်းတက်မိုးရှိရဲ့6ကာရမ်းများရှိရဲ့အဲ့ဒီစိန်ကြီးကိုခိုးယူမှုဖြစ်ခဲ့တာအဲ့တော့ CCTV မှတ်တမ်းနေအရာဒီတရုတ်လူမျိုးစီရပေါ့နော်ဒီတရုတ်လူမျိုးစုံတွဲပေါ့နော်စူးစမ်းပြီးတော့ဖော်ထုတ်ခဲ့တဲ့အခါမှာဆိုရင်တရက်ခန့်ကိုအစကန်ရိုက်ကူးလိုက်တာပေါ့သူ့ရဲ့1 byte ကိုအဲ့တော့1 byte ထဲမှာမျိုးချနေတဲ့စိန်ကိုတွေ့သွားတယ်ပြန်ပြီးတော့လည်းထုတ်ယူနိုင်ခဲ့ပါတယ်တဲ့အဲ့တော့ခိုးယူသူလည်းသူတို့ဖမ်းဆီးပြီးအရေးယူခဲ့တယ်အဲ့တော့အဲ့ဒီနေရာမှာပဲဒီကြောက်မြတ်ရနာပြပွဲမှာပဲပေါ့နော်ရဲတွေကနေပြီးတော့တရင်စာရှင်းလင်းပွဲလည်းလုပ်ခဲ့တယ်တရက်ခန့်ကတော့ ောင်းလန်းသုံးနေလဲကြာမယ်။နောက်ငွေတန်းလည်းပေးဆောင်အောင်မယ်လို့ပြောတယ်။နောက်ပြီးတော့ဒါမြန်မာပြည်ရပေါ့နော်ဒီပွဲကိုတွားပြီးတော့ပြသကြတဲ့အဖွဲ့ 20ဦးလည်းရှိတယ်တဲ့အဲ့တော့ဒါပေါ့နော်သူတို့တွေကလည်းဒီအဖြစ်အပျက်တွေကြောင့်ပေါ့နော်အဓိကဧည့်သည်တွေရာဆိုလို့ရှိရင်ကြောက်လန့်ပြီးမလာတော့ဘူးပြီးတော့မြန်မာပြည်ကဟိုတွားရောက်ပြီးတော့ပြသတဲ့သူတွေကပြောထားတယ်ဘန်ကောက်ကလုံခြုံရေးဖွင့်တွေကတော်ပါတယ်ဘာလို့လဲဆိုတော့သူတို့ဒီကြောက်ပြန်လာပြပွဲတွေကထုံးစံလားမသိဘူးသူတို့တရုတ်ပြည်ကိုသွားတော့ကလည်းအဲ့လိုပဲအခိုးခံရတယ်သူတို့တွေတဲ့ဒါပေမဲ့ပေါ့နော်အဲ့ဘပွဲမှာကြာဘာအခိုးခံရလဲဆိုတော့ကြောက်စင်းကျိုးအခိုးခံရတာတဲ့ဈေးအကြီးဆုံးတဲ့အဲ့တော့ဟိုဒီလိုမျိုးပြပွဲတွေမှာတေးကြရတယ်ဒီလိုမျိုးဘန်ကောက်မှာလည်းအခိုးခံရဒီလိုမျိုးပြဿနာဖြစ်တယ်အဲ့တော့တရုတ်ပြည်မှာလည်းဖြစ်တယ်ဆိုတော့တေးချောင်း ောင်းလုံချိုရေးပိုင်းရတော့ခရုဆိုင်ရတော့မှဖြစ်မယ်ဘာလို့ဆိုဝေသူတွေထက်ကိုခိုးဖို့လာတဲ့သူတွေကရှိနေတယ်သလိုပဲเนาะကြောက်စရာကြီးအဲ့တော့ကြောက်ရရင်လာပြပွဲတွေဒီမှာလဲလောက်တဲ့အခါမှာလုံချိုရေးပိုင်းကိုအထူးတတိထားမှရမယ်เนาะဟုတ်ပါတယ် လုံးကြုံရေးလုံးကြုံရေးပါရောနောက်ပြီးတော့ပေါ့နော်အခုဆိုရင်ဒါအရေးယူမှုစနစ်ကထိထိရောက်ဖြစ်တာဆိုတော့ပေါ့နော်ဟုတ်တယ်ပြောမှဆိုရင်ဒီလိုမျိုးဟိုဒီနိုင်ငံတကာမှာလိုက်ပြလိုက်လံမျိုးပြတ်သားတဲ့အခါမှာဆိုရင်ဒါနမယ်ကြီးပဲလေနမယ်ကြီးပဲအဲ့လိုမျိုးနမယ်ပြတ်ဖြစ်သွားပြီဆိုရင်အခုပဲကြည့်လူတွေကတိတ်လာတော့လာတော့အဲ့လိုမျိုးဖြစ်ကုန်တာပေါ့နော်တော်တော်လေးတည်တော့ဒါပထမအဆုံးချိန်လည်းမဟုတ်တော့ဘူးဆိုတော့ဒီနောက်ကလည်းဖြစ်နေဆိုတော့ဒါတတိထားဖို့တတိထားလို့နော်ဟုတ်တယ်နော် ဟုတ်ကဲ့အင်းငွေကအခုဆက်လက်ပြီးတော့ဗာလေးပြောချင်သေးလဲဆိုတော့ဒါ new week channel ရပါတော့ဒါပြည်ရင်းသတင်းလေးပဲဒါဗာလေးဆိုတော့ရင်စည်းကအပိုတောင်းခံခြင်းတွေကိုယွန်းနေစီရင်တမိုင်ကို20ကျွန်းလုံးနဲ့တတ်မှတ်မှုကိုတော့တဲ့ဒါတိုင်းဒေသကြီးစိုးရအဖွဲ့ကိုတင်ပြထားတယ်ဆိုတဲ့အကြောင်းရပါပြောင်းလဲတော့မယ်ပေါ့နော်ဟုတ်တယ်ရင်စည်းကတချို့ အဲဒါဘက်စကားတွေရှိရယ်လေပို့တောင်းလာပို့တောင်းလာပြီးရောမိုင်းနဲ့တက်မလိုက်နော်တက်ပြီးတော့ဟိုကပြန်ဆင်းလို့လည်းမရအဲ့လိုဖြစ်နေရတယ်အိုင်းနဲ့ပတ်သက်ပြီးတော့ဒါတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြထားရဲဆိုတဲ့အကြောင်းလေးဒါကတော့အများပြည်သူတွေပေါ့နော်နေစဉ်ဘက်စကားစီးပြီးတော့သွားလာရမှာတဲ့ရင်းစည်းကအပူတောင်းခံခြင်းများယော်နေစေဖို့အတွက်ကိုတော့ဒါတမိုင်ကို20ကျပ်နှုန်းနဲ့9မိုင်ကို100ပေါ့နော်9မိုင်ကို100ကျပ်နဲ့ဒါတက်ဖြတ်တက်မှတ်မှုကိုတော့ဒါတိုင်းဒေသကြီးအစိုးရအဖွဲ့ထံကိုတင်ပြထားရဲဆိုပြီးတော့ပြောကြားထားတာဒါမိုင်းနှုန်းကိုတော့အခြေခံပြီးတော့တွက်ချက်ပြီးတော့ ့ပိုင်းဖြတ်ထားတာဖြစ်ပြီးတော့မိုင်းနှုံးကိုလည်းတဲ့သက်ဆိုင်ရာရင်လိုင်းဥက္ကဋ္ဌတွေနဲ့အသေးစိတ်ညှိနှိုင်းထားတဲ့ဒါမိုင်းနှုံးပိုင်းဖြတ်မှုစရာတစ်ခုပါဆိုပြီးတော့လည်းပြောကြားထားတာပါပြီးတော့ဒါငွေနဲ့တက်ပြီးတော့ဗောနော်ခီးစဉ်အစားဆုံးဆိုတဲ့စကားလုံးကိုတော့သူတို့ကမသုံးထားဘူးဘဲစီစီဗောနော်ဘဲစီစီဘဲမတ်တိုင်မှာပဲစင်စင် 9မိုင်တစ်ဖက်ကို100 10မိုင်ဆိုရင်ဂျာ200ဆိုပြီးတော့ဒါအဲ့လိုသတ်မှတ်ထားခြင်းဖြစ်တယ်။ဒါရင်စည်းကပိုတောင်းတဲ့ကိစ္စတွေမှာဆိုရင်တော့အထောက်ကူဖြစ်အောင်တဲ့ဒါ -1 ကိုလှုပ်ဆောင်ခြင်းဖြစ်တယ်ဆိုပြီးတော့ဒါမထာတဗဟုကတော့ပြောကြားထားတာပါ။အဲဒီကြားထဲမှာဆိုရင်တော့တမိုင်တမတ်တိုင်ပေါ့နော်ဒါတမတ်တိုင်အလိုအပိုလိုလေးတွေရှိကောင်းရှိလာနိုင်တယ်တဲ့။အဲ့ဒါတွေကိုတော့ဒါရင်လိုင်းတွေနဲ့တော့အခုတီချာညှိနေတယ်တဲ့။ဒီစနစ်ဟာဆိုရင်ဒါစီးတဲ့လူပြည်သူလူထုစီးတဲ့လူဟာဆိုရင်တဲ့ပြည်သူလူထုပဲ။မောင်းတဲ့လူလည်းပြည်သူလူထုပဲပေါ့နော်။ဒါစပရာ လည်းပြည်သူလူထုပဲအဲ့ဒီတော့ဒါပြည်သူလူထုတွေအစဉ်ပြေအောင်ဒီစနစ်တစ်ခုလေးကိုပဲပေါ့နော်အားလုံးဝိုင်းဝန်းပြီးတော့ဒါပံ့ပိုးကူညီမှအောင်မြင်မယ်ဆိုပြီးတော့ပြောကြားထားတာပါဟုတ်တယ်ကောင်းတယ်နော်အဲ့လိုတစ်ခါတည်းတတ်မှတ်ရတာအပေါတောင်းတာတွေအရင်များတာနော်အဲ့တော့ကောင်းတော့တက်ပြီးကောင်မှတချို့ချို့ရန်နေဖြစ်ကြတာတွေ့ဘူးရဲ့မချိနိုင်မစင်းမစင်းနေဆိုတော့ तू ကပြန်ဆင်းရမှာလားနော်အဲ့လိုမျိုးတွေရှိတယ်ဟုတ်တယ်အထီးကအဲ့လိုမျိုးပြုတ်လုပေးတာကောင်းတယ်နော်ဟုတ်တယ်ဒါလည်းဆိုတော့ဒီလိုမျိုးဘတ်စ်ကားဒီလိုမျိုးကားတွေအရဆိုရင်ကြတော့အကုန်အခြေခံလူရန်စားမျိုးအကုန်လုံးကနေပြီးတော့ဒီမှာမိခိုးနေတာသွားရေးလာရေးမှာဆိုတော့ တက္ကစီစီးမှဆိုရင်2000 2500ခဏလေးကုန်သွားတာပြီးတော့တနေ့ဟိုဒီလောက်အားတထောင်ရဖို့ဆိုတာလည်းခက်ခဲတူတယ်အများကြီးရှိရပေါ့နော်အဲ့တော့ဒီ bus ကားရင်လိုက်နေကိုဟို ပြောရမယ်ဆိုရင်ဒါအားကိုးနေရတဲ့သူတွေအတွက်ဆိုရင်တော့တကယ်ပဲအခုလိုမျိုးလုပ်ကြရတာကောင်းတယ်ပဲเนาะဆက်နေတစ်ခုပဲကဲဒီတစ်ခါဆက်ပြောမယ့်အကြောင်းအရာကြနိုင်ငံတကာတတိအဲ့ဒါပါလဲဆိုတော့သူတို့ပေါ့เนาะအပျော်ခီးသုံးတဲ့ VW Camper ဆိုတဲ့ van ကားပေါ့เนาะအဲ့ဒီကားတဲ့ကိုဒီလူပေါင်း52ဦးစုပြုံဝင်ရောက်ပြီးတော့ကမ္ဘာစံကြီးတင်ခဲ့တယ်ဂင်းနစ်စံကြီးတင်ခဲ့တယ်ဒါအရင်တော့ကလည်းပေါ့เนาะအဲ့လိုပုံစံမျိုးလေးတည်င်းလေးလည်းတို့တွေ့ဘူးလေပေါ့ဒါအဲ့လိုကားလေးတိတိတဲ့ဟိုပြုတ်သိပ်ပြီးတော့လေစုပြုံပြီးဝင်ကြတာအဲ့ခါကျတော့သူတို့စံကြီးတင်အောင်လုပ်ကြတာပေါ့เนาะအခုဆိုရင်လေ ယ်ဒါဂင်းနစ်စံချိန်တင်ခဲ့တဲ့အကြောင်းဒီတော့ဒီဘောနော်ဗမာလဲဆိုတော့ Worcester Shire data မှာတဲ့အဲ့ဒီ data မှာဆိုရင်တို့ကဒါဖန်ကားပြပွဲရှိရယ်ပေါ့နော်အဲ့ဒီဖန်ကားပြပွဲရကြတော့အဲ best and best fat ဖန်ကားပွဲတော့ပေါ့နော်အဲ့ပွဲတော့မှာဆိုရင်ဖန်ကားတွေအများကြီးပြသတယ်အဲ့လိုပြသတဲ့အခါမှာဆိုရင်ဒီ1994ခုနှစ်ထုတ်တဲ့ဖန်ကားတွေမှာသူတို့တွေကလူတွေအများကြီးတိုးဝင်ပြီးတော့အကျိတ်နဲ့တိုးဝင်ပြီးတော့ရှင်ပြိုင်ကြတာပေါ့နော်အဲ့မှာဆိုရင်ဒီဖန်ကားတွေမှာဆိုရင်ねသူတို့အနေနဲ့ပေါ့နော်ဒါတရားနဲ့တရားဝင်ဆန့်အောင် ပြုတ်သိပ်ကြက်ညက်ပြီးတော့ပေါ့နော်တရားပြတရားဝင်တဲ့အခါမှာဆိုရင်အဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီထဲမှာဆိုရင်အပါဝင်တအူးကပြောထားသေးတယ်သူကပြောရလဲဆိုတော့သူ့ရဲ့မျက်နှာပေါ်မှာလူတွေကသူ့ရဲ့မျက်နှာမှာလက်တွေလလကတ်တာတယ်လက်တွေလည်း ိုတင်းတိုးပြီးဝင်တာပေါ့နော်အဲ့လိုမျိုးဝင်နေနောက်ပြီးနောက်ဆုံးတရားဝင်ဆန့်မှုအတွက်ကိုတဲ့တို့မှာတခြားလူတွေကသူ့မရရအောင်ဆွဲထည့်တာတဲ့ဒီတော့ပျော်စရာလဲကောင်းတယ်နောက်ပင်နဲ့ပင်မန်းနေတဲ့ပျော်အရိုးတွေကြိုးချေကုန်လားမသိဘူးတလူတောင်ဖြစ်နေဟုတ်တယ်ကောင်းဖြစ်နိုင်တယ်နော်အင်းအဲ့လိုမျိုးကြီးပေါ့နော်တို့ပျော်ဖို့လဲကောင်းပါတယ်ပင်နဲ့ပင်မန်းတာပေါ့နော်နောက်နေ့ဆိုရင်တော့ခြေလက်တွေနှာနေမှာဒီလားကိုယ်လက်တွေနှာနေမှာဒီတော့အဲ့မှာဆိုရင်တို့အနေနဲ့ဒါနဲ့ပတ်သက်ပြီးတို့ကြိုးပမ်းမှုကအောင်မြင်ခဲ့တဲ့အခါမှာဆိုရင်ဒီအောင်မြင်မှုအတွက်ရရှိတဲ့ငွေပေါ့နော်အဲ့ဒီငွေကိုကင်ဆာရောဂါတဲ့ကလေး ငယ်တွေ foundation မှာသူတို့ကလှူဒန်းပေးခဲ့ကြတယ်ဒီတော့သူတို့ရဲ့ဒါပေါ့နော်ကြိုးပမ်းမှုကလည်းဒီအောင်မြင်သွားတယ်ချစ်ချစ်ဖို့လည်းကောင်းတယ်ပေါ့နော်ဟုတ်တယ်အရင်ပြောကောင်းတယ်မကြည့်ရအောင်အရင်လက်ကြက်ပိတ်နေမှာသိကြတယ်ပိတ်သိရောက်ကောင်းပေါ့ဒီတော့အထက်ဝင်သွားပြီးဆန့်သွားတော့ဟုတ်ပါပြီအဲ့လူတယောက်ပြီးတယောက်ဘလို့ပြန်ထွက်လာတယ်ပထမဆုံးဒါတက်တဲ့လူကတော်တော်ဒုက္ခရောက်ဟုတ်တယ်ဟုတ်တယ်ကဲဒါတရင်ကြောင်းရပြီဆိုခဏနာအောင်နော်ထပ်မံပြပြိသက်တွေအတွက်အလားပါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်အခုတော့ခဏနာအောင်မယ်နော်